မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ဒုတ်ပြပြီးမုံဝင်နေတဲ့တရုံလုံးဆွေးနွေးပွဲများဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်2025ခုနှစ်အာဆီယံလှည့်ကြောင်းဥက္ကဋ္ဌဖြင့်မလေးရှားတာဝန်ယူတဲ့အချိန်ကစပြီးမြန်မာပြည်မှာအပြစ်ခတ်ရေးဆိုင်နဲ့တွဲဆောင်ဆွေးနွေးမှုတွေကိုအာဆီယံကပြုလုပ်လာတာကိုတွေ့ရပါတယ်ဒါပေမဲ့လည်းအာဆီယံမူဝါဒကိုထောက်ခံပါတယ်ဆိုတဲ့တရုံလုံးကလည်းသူ့ရဲ့နေဆက်တရှောင်ရှိတိုင်းရင်းသားတပ်ဖွဲ့များနဲ့စစ်ကောင်စီကြားဆွေးနွေးပွဲများဖြစ်မြောက်ရင်အပြစ်ခတ်ရေးဆိုင်တို့အတွက်2022ခုနှစ်ကစပြီး ုတ်တန်တမန်တယောက်ခံရပြီးတရုတ်နီတရုတ်ဟန်နဲ့ဆောင်ရွက်နေတာကလည်းနှစ်နှစ်ခွဲခန့်ရှိပြီဖြစ်ပါတယ်။မြန်မာပြည်နယ်စပ်မှာလက်ရှိတရုတ်တို့အလေးထားဆောင်ရွက်နေတာရှမ်းမြောင်မှာပြစ်ခတ်ရပြီးနေဆက်ကုံသွေးပြန်လည်ဖွင့်နေဖြစ်တဲ့2023ခုနှစ်နှစ်စပ်မှာနေဆက်ကုံသွေးပြန်လည်ဖွင့်လည်ခဲ့တော့လဲ2023ခုနှစ်အောက်တိုဘာလကုန်ပိုင်းကစပြီးမြောက်ပိုင်းညီနာမဟာမိတ်အုံဖွဲ့ရဲ့2029ခုနှစ်စစ်စင်ရေးနဲ့တူနေဆက်ကုံသွေးလမ်းကြောင်းပိတ်သွားရာတရုတ်တို့အတွက်ရီးစားလူလူဦးနှုကျွဲခတ်ဖြစ်ခဲ့ရသလိုဖြစ်သွားခဲ့ပါတယ်။တရုတ်နေဆက်ကုံသွေးမ မှာရှမ်းမြောင်မူစင်နန်ခမ်းကျင်းစန်းကျော်ကျူကုတ်ပန်ဆိုင်နေချင်းရွှေဟော်ရုံမှာမြန်မာပြည်ကိုကုန်သွယ်တဲ့ပမာဏကတနစ်လေအမေရိကန်ဒေါ်လာတန်း6000ခန်းတိရှိခဲ့တဲ့ရှမ်းမြောင်နေဆက်ဂိတ်တွေကပြည်မောက်ကိုတိုင်းရိုက်ကုန်သွယ်တဲ့အတွက်ကုန်သွယ်ပမာဏမြန်မာတွေကချင်မှာကုန်သွယ်ဂိတ်တွေရှိတော့လေပြည်မောက်အထိတိုင်းရိုက်ကုန်သွယ်မှုမပြုတဲ့အတွက်ပမာဏများစွာနေတဲ့တရုတ်နိုင်ငံယူနန်ပြည်နယ်မှာရှမ်းပြည်ရှိနေဆက်ကုန်သွယ်ဂိတ်များလည်းအရေးပါတဲ့အမေရိကန်ဒေါ်လာတန်း6000ခန်းကူးတန်းရောင်းဝယ်နေတဲ့ကုန်သွယ်လုပ်ငန်းကတရုတ်ပြည်တွင်ရှိစက်မှုလုပ်ငန်းလေ လျာလုပ်ငန်းသိပ်ပို့ဆောင်ရေးလုပ်ငန်းစွမ်းရည်လုပ်ငန်းစားရေးဆက်ဆက်ပတ်သက်နေတဲ့လုပ်ငန်းတွေမှာအလုတ်ကိုင်းတင်းချီဖန်တီးပေးထားတယ်။ နေဆက်ကုံသွင်းရက်တန်နေခြင်းကအဆိုပါလောက်ကင်များစွာကိုထိခိုက်စေပြီးတရုတ်လူဖွဲ့စည်းလိုမတိမငြိမ်ဖြစ်စေနိုင်တာဖြစ်လို့တရုတ်တို့အတွက်အလွန်ရေးကြီးပါတယ်။နှစ်ထောင်ပြည့်နှစ်ကိုဗစ်ကာလကစပြီး2021-2020နှစ်အထိနေဆက်ကုံသွင်းပုံမှန်မလဲပတ်တာကြောင့်အချိန်ကြာမြင့်လာတဲ့များအခက်အခဲများကြုံနေရတယ်။ဒီကနေ့ကာလကဲ့သို့တရုတ်နဲ့အမေရိကန်ကြားကုံသွင်းစစ်ပွဲဖြစ်ပွားပြီးကုံသွင်းပမာဏကျဆင်းခြင်းလုပ်ငန်းအချို့ရပ်ဆိုင်ခြင်းအခြားတိုင်းပြည်ကိုပြောင်းရွှေ့ဖို့ပြင်ဆင်ခြင်းများကြုံနေရတရုတ်မြန်မာနေဆက်ကုံသွင်းအမြန်ဆုံးဖွင့်လှစ်ဖို့လိုလား ာနေတာကိုတွေ့ရပါတယ်။ပြောရရင်တရုတ်လည်းသူ့လောဘ၊သူ့မောဟနဲ့သူ့အပူနဲ့သူ့သူ့ဒုက္ခနဲ့သူ့လို့ဆိုရမှာဖြစ်ပါတယ်။တရုတ်တို့အတွက်မြန်မာပြည်မှာဒီမိုကရေစီရှိတယ်မရှိတယ်အာဏာရှင်အုပ်ချုပ်တယ်မအုပ်ချုပ်တာကအရေးမကြီးပါဘူး။မြည်တီးစနစ်နဲ့မြည်တီးအုပ်ချုပ်သူဖြစ်စေမြန်မာပြည်တည်ငြိမ်ပြီးတရုတ်နဲ့ကုန်သွယ်မှုပြုလုပ်ရေးရင်းနှီးမြှုပ်နှံမှုပြုလုပ်ရေးစီးပွားရေးကအရေးကြီးပါတယ်။တရုတ်တို့အတွက်ပြဿနာဖြစ်နေတာကမြန်မာပြည်မတည်ငြိမ်ခြင်းဖြစ်တယ်။မြန်မာပြည်မှာစစ်ပွဲဖြစ်ပွားနေခြင်းကတရုတ်တို့အတွက်စိတ်ပျက်စရာဖြစ်တယ်။နေဆက်ကုန်သွယ်ရေးနဲ့ရင်းနှီးမြှုပ်နှံရေး တွက်အဟန့်တားဖြစ်နေတဲ့တည်ငြိမ်မှုကိုဖျက်ဆီးနေတဲ့စစ်ပွဲကိုဖြစ်တဲ့နည်းနဲ့ရပ်တန့်ဖို့တရုတ်တို့ကြိုးစားနေတာကိုတွေ့ရပါတယ်။တရုတ်ရဲ့နေဆက်မှာအခြေပြုဖွဲ့စည်းထားတဲ့ဖွဲ့စည်းခုနှစ်ခုအနက်ဝါပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ရှမ်းပြည်တိုတန်ရေးပါတီ SSPP နဲ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA မိုင်းလာ၃ဖွဲ့ကစစ်ကောင်စီနဲ့တိုက်ခိုက်ခြင်းမရှိပါဘူး။ ကချင်လူမျိုးရေးတမတော် KIA အရခတက်တော် A တောင်မျိုးသားလူမျိုးရေးတမတော် TNL မြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တမတော် MNDA လေးဖွဲ့ကသာစစ်ကောင်စီနဲ့တိုက်ခိုက်နေပါတယ်ဒီလေးဖွဲ့အနက်အင်းကရခိုင်မှာအဓိကလှုပ်ရှားနေပြီးတရုတ်နယ်စပ်မှာမဟာမိတ်ရဲ့စစ်စင်ရေးများမှသာအကူအညီပေးကသူ့အစည်းအဝေးနဲ့စည်ရေးလှုပ်ရှားမှုမရှိဒါကြောင့်တရုတ်တို့အတွက်သူ့ရင်းနယ်စပ်မှာအာရုံစိုက်နေရတဲ့အဖွဲ့၃ဖွဲ့က KIA TNL နဲ့ MNDA အဖွဲ့၃ဖွဲ့ဖြစ်ပါတယ် တရုတ်နယ်ဆက်ရှိအဖွဲ့များအတွက်အခရာကြတဲ့ရှိခါလောင်စာစေဝါနဲ့ပတ်သက်ပြီးဖြစ်စေခီးသွန်းလာခွင့်စေကူတာခွင့်နဲ့ပတ်သက်ပြီးဖြစ်စေတရုတ်နယ်ကင်းမြရတော့အတွက်၎င်းခွေတွေကိုတရုတ်တို့ကအညာကန်နိုင်တဲ့အနေအထားမှာရှိပါတယ်ဒါကြောင့်တရုတ်တို့ကတရုတ်နယ်ဆက်ဖွဲ့တွေကို6တလဲ6တလဲဖိအားပေးချင်းချအကြက်ကန်နေတဲ့ခွင့်လန်းရှိပြီးတရုတ်နီးတရုတ်ဟန်နဲ့တရုတ်လို့အပြည့်ရဲ့ဆွေးနွေးပွဲတွေကို2022ခုနှစ်ကလေးကစတင်နေတာဖြစ်ပါတယ် လက်ရှိမြန်မာရေးနဲ့ပတ်သက်ပြီးပါဝင်ပတ်သက်နေတဲ့တရုတ်တို့ရဲ့အမြင်ကိုရှင်းလင်းစွာတွေ့မြင်ရတဲ့အခြေခံချက်တွေကမြန်မာစစ်တပ်ကိုဗဟုပြုပြီးစဉ်းစားနေခြင်းဖြစ်ပါတယ်။လက်ရှိအချိန်မှာမြန်မာစစ်တပ်ပြိုကျနိုင်တာကိုတရုတ်တို့မြင်တွေ့နေရတော့လဲမြန်မာစစ်တပ်ပြိုကျသွားပါကအစားထိုးနိုင်တဲ့အဖွဲ့အစည်းမရှိလို့ယူဆပြီးစစ်တပ်ပြိုပွဲသွားပါကမြန်မာပြည်ဖျို့ဖျဲဖြစ်ပြီးတရုတ်ရှင်နီးမြုံနှံမှုတွေထိခိုက်နိုင်တယ်လို့ကြည်မြင်နေ။ဒါကြောင့်တရုတ်ကမြန်မာစစ်တပ်ပြိုကျပြီးမဖြစ်လို့ယူဆတာနဲ့အညီမြန်မာစစ်တပ်ကိုကြားခံပေးဖို့အသက်ဆက်ပေးဖို့နှီးမျိုးစုံနဲ့ကြိုးစားနေတာကိုတွေ့ ူနေရပါတယ်။တိုင်းသားဖွဲ့များကိုလည်းတရုတ်ပြည်တွေ့ကြုံရအခွင့်အရေးတချို့ပေးပြီးနှစ်သိမ့်ချင်းနီလန်းကိုစဉ်းစားနေပုံရတယ်။ပြောရရင်တရုတ်တို့အစီအစဉ်နေတဲ့ဆေးဆက်ဆွေးနွေးပွဲဆိုတာစစ်ကောင်စီနဲ့တိုင်းသားဖွဲ့များကြားအကြေအလဲညီနိုင်ဆွေးနွေးပွဲအစီအစဉ်ပေးတာထက်စစ်ကောင်စီကဒီအပိုင်းယူတိုင်းသားဖွဲ့တွေကဟိုအပိုင်းယူစသဖြင့်အခွင့်အရေးခွဲဝေယူခိုင်းပြီးပြည်လည်အောင်လုပ်နေခြင်းနဲ့အတူပါတယ်။တစ်ဖက်ကဆိုရင်လည်းသူရဲ့အကြံပြုချက်သူစကားနားထောင်ဖို့ချော့တလဲချောက်တလဲမူဝါဒကိုကျင့်သုံးနေပါတယ်။ပြောရရင်တရုတ်တို့ပြုလုပ်နေတာကမြန်မာပြည်နိုင်ငံရေးပြဿနာကိုနိုင်ငံရေးဆွေ ွနွပွဲပြုလုပ်ပြီးအပြေရှာနေရတဲ့မတူလူကြီးအလုံးရှုံနေချင်းမုံအဝေမတင်လို့စူညံရံဖြစ်နေတဲ့ကလေးများကိုမုံခွဲဝေပေးပြီးမစူညံမဲတိတ်တိတ်နေခိုင်းတာနဲ့တူပါတယ်။သူတင့်တော်တယ်လို့ထင်ပြီးသူခွဲဝေပေးတဲ့မုံကိုယူတောင်းတနေရမှာငင်ငိမ့်တိုင်းစားကြစောဒကတက်ဖို့မစင်းစားနဲ့လူကြီးကတင့်တော်တယ်လို့စီစင်နာကိုယူယူတည်တင်လိုက်နာကလန်ကဆန်လုံးရင်ပူညံပူညံလုံးရင်ချိန်လုံးနဲ့တွေ့ရမယ်ဆိုတဲ့အချုံမျိုးဖြစ်တဲ့ဒါကြောင့်တရုတ်နယ်ဆက်ရှိတိုင်းရင်းသားဖွဲ့များနဲ့စစ်ကောင်စီကြားတွဲဆောင်ဆွေးနွေးရေးတွေကတရုတ်နီးတရုတ်ဟန်နဲ့ပြုလုပ်နေတဲ့တရုတ်လုံဆွေး ွေပွဲလေးလို့ဆိုရမှာဖြစ်ပါတယ် ဒါအပြင်အစောပိုင်းတိုင်းရင်းသားမဟာမိတ်များကိုအတူတကွတွေ့ဆုံတော့လဲအခုတော့ခွဲခြားတွေ့ဆုံတာကိုတွေ့ရပါတယ်။တိုင်းရင်းသားဖွဲ့များစီလုံးချင်းတိုင်းရင်းသားဖွဲ့များနဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ပူးပေါင်းခြင်းကစစ်ကောင်စီအတွက်အနည်းရှိချင်းတရုတ်တို့ဆွေးနွေးဖို့ပိုခက်ခဲခြင်းတိုင်းရင်းသားဖွဲ့များကိုတီးခြားတွေ့ဆုံနေပြီးပြည်မအင်အားစုဖြစ်တဲ့ NUG နဲ့ပူးပေါင်းခြင်းမပြုဖို့တရုတ်တို့ချင်းချောက်ဖိအားပေးနေရကိုကြားသိရပါတယ်။မြောက်ပိုင်းရှိတိုင်းရင်းသားဖွဲ့များနဲ့စစ်ကောင်စီနဲ့တိုက်ခိုက်ခြင်းမပြုတဲ့ UWSA, NDA နဲ့ SSPP တို့ကိုလည်းတဖွဲ့ချင်း ခေါ်တွေ့ပြီးလော်လော်ဆဲစစ်တိုက်နေကြတဲ့အဖွဲ့တွေကိုလက်နက်ခဲရမှတီရိတ်ခါစီဝါတီထောက်ပံ့ခြင်းမပြုနိုင်အောင် PRP နေပါတယ်။မြောက်ပိုင်းတိုင်းရင်းသားဖွဲ့ရဲ့ပူပေါင်းဆောင်ရွက်မှုနိုင်ငံရေးမဟာဖွဲ့မှုတွေကတရားဝင်ချောင်းဝင်ဖိအားပေးမှုတွေကြောင့်ရပ်တန့်နေပါတယ်။ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညီနိုင်ရေးကော်မတီ FBNCC ရဲ့နိုင်ငံရေးမဟာမိတ်ဖွဲ့မှုကလုံးဝရပ်တန့်နေရလို့ဆိုတော့ရတယ်။မြောက်ပိုင်းခုနှစ်ဖွဲ့တွေကအေကတော့တရားဝင်ဖိအားအနည်းဆုံးလို့ယူဆတဲ့အေရဲ့ကိုပိုင်းစီစဉ်နေစီရေးလှုံ့ဆော်မှုတွေကရခိုင်ပြည်နယ်၊ဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယနယ် ဆက်မှာဖြစ်ပြီးတရုတ်တို့တိုင်းရိုက်ဖိအားပေးဖို့ခတ်ခဲတဲ့အပြင်တရုတ်ရဲ့ကပ္ပရဲ့အိန္ဒိယလက်လန်းမီတဲ့အရက်ဒေသမှာဖြစ်တဲ့အတွက်တရုတ်တို့ကအေအေကိုအထူးသတိထားပြီးပျော်ပြောင်းစွာဆက်ဆံနေပုံရတဲ့တရုတ်တို့တီးခြားဆွေးနွေးနေကြတဲ့နောက်တစ်ဖွဲ့က KIA ဖြစ်တဲ့ KYA နဲ့တရုတ်သံတမန်ဆွေးနွေးမှုတွေက2024ခုနှစ်နှစ်ကုန်မှာတင်းတင်းမာမာဖြစ်ပြီးရဲ့နောက်အနှဲငယ်ပြော့ပြောင်းသွားတာကိုတွေ့ရပါတယ်ဒီလိုပြော့ပြောင်းစွာပြန်လည်ကင်တွယ်ခြင်းက KYA ထိန်းချုပ်မှုအောင်ရောက်သွားတဲ့မြေရှားတတူကြောင့်ဖြစ်နိုင်တယ်လို့ကချင်နေဆက်မှဖြစ်တဲ့နေနေဆက်ကုံသွင်းရေးကလည်းပမာဏသေးပြီးဖြစ်တယ်လို့သုံးသပ်ပါတယ်ဒါပေမဲ့ KYA ကတရုတ်နယ်စပ်နဲ့မိုင်ပေါင်းများစွာဆက်ဆက်နေလို့အချိန်မီ၍ပြန်လည်ဖိအားပေးနိုင်တဲ့အနေအထားမှရှိပါတယ်လက်ရှိမှာတရုတ်က KYA ကိုပုံမှန်တွေ့ဆုံပြီးစစ်ကောင်စီနဲ့တွေ့ဆုံဆွေးနွေးပြီးပြဿနာဖြေရှင်းဖို့တိုက်တွန်းမှုတွေရှိနေစေ ဖြစ်တော့လဲအတင်းအကျပ်ဖိအားပေးပုံရှိပုံမရတဲ့အတွက်အခုချိန်ထိတရုတ်အတင်းအကျပ်စီစဉ်မှုနဲ့ KAI နဲ့စစ်ကောင်စီကြားမှာတရုတ်လူဆွေးနွေးပွဲဖြစ်ပေါ်လာတာကိုတော့မတွေ့ရသေးပါဘူး။ဒါပေမဲ့ຫນွေဦးတော်လိုင်းစာကလေးက NUG နဲ့ပူးပေါင်းဆောင်ရွက်တဲ့ကရင်မျိုးသားစီယုံ KNU ၊ကရင်မျိုးသားတိုးတိုက်ပါတီ KNPP ၊ချင်းမျိုးသားတပ်ဦး CNN နဲ့အတူ K3C မှာ KAI တရားဝင်ပါဝင်လှုံ့ဆော်မှုရထားတာကတနစ်ကျော်ကြာပြီဖြစ်ပြီး KAI ပေါ်တရုတ်ရဲ့ဖိအားတက်ရောက်တယ်ဆိုတာကိုတော့ညင်းလို့မရဘူးလို့ရှင်းတာထားတာကို တွေ့ရပါတယ်။